2022တိုင်းနိုဝင်ဘာလ14ရက်နေ့မှာရောက်ရှိလာတဲ့ကမ္ဘာစီးချိုသွေးချိုယောဂကာကွယ်ရေးနေ့ World Diabetes Day ကကျမတို့ရဲ့စီးချိုသွေးချိုယောဂအကြောင်းကိုပုံမိုသိရှိနားလည်လေးလေးကျမတို့ရဲ့ကျန်းမာရေးမိသားစုရဲ့ကျန်းမာရေးကိုပုံမိုစောင့်ရှောက်နိုင်လေးလေးဖြစ်ပြီးပုံမိုလှပတဲ့အနာဂတ်ကိုဖန်တီးနိုင်မယ်ဆိုတာမိမောင်းထုတ်ပြလျက်ရှိပါရဲ့ရှင်။ စီချိုသွေးချိုယောဂဆိုတာကယောဂနှစ်ခုမဟုတ်ပဲတစ်ခုတည်းသာဖြစ်ပါတယ်။တချို့ကမတူထင်ကြတတ်လို့ပါ။စီချိုယောဂဆိုတာခန္ဓာကိုယ်ရေကတကြားအချို့ထက်ထိန်းချုပ်မှုဆိုင်ရာပြဿနာတရပဲဖြစ်ပါတယ်။သွေးရင်းသားတဲ့လွန်ကဲခြင်းဟာရေရှည်မှာနှလုံးမျက်စိကြောက်ကနဲ့အာယုံကြောကိုထိခိုက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်နောက်ဆက်တွဲများတဲ့ယောဂတစ်ခုဖြစ်ပါတယ်။ အခုဆိုရင်ကဘာနဲ့တောမှာရှိတဲ့အရွယ်ရောက်ပြီးသားလူစေဦးမှာတူဦးကစီချိုယောဂခန်းစားနေရပါပြီ။အဲ့ဒီထဲကမှတဝက်လောက်ကသူတို့မှာစီချိုယောဂရှိနေမှန်းမသိကြပါဘူး။အလွယ်တကူလက်ထက်ကနေဖောက်ပြီးစစ်ဆေးလို့ရတဲ့မိမိရဲ့သွေးရင်းအချို့ပမာဏမှတစ်ဆင့်မိမိမှာစီချိုယောဂရှိမရှိကိုသိလိုက်ရခြင်းကစီချိုယောဂရဲ့နောက်ဆက်တွဲကျန်းမာရေးအန္တရာယ်နေကာကွယ်ပေးနိုင်ပါတယ်ရှင်။ကျမတို့လိုအရွယ်ရောက်ပြီးသားလူများစုဟာလုပ်ငန်းခွင်မှာအချိန်များဆုံးကုန်ဆုံးကြရပါတယ်။ ဒါကြောင့်လည်းလုပ်ငန်းခွင်နေရာကကျမတို့ရဲ့ကျမရေးကိုစောက်ရှောက်မှုပေးနိုင်မဲ့အကောင်းဆုံးနေရာတစ်ခုလို့ဆိုရမှာပေါ့နော်။ဒါဆိုလုပ်ငန်းခွင်အတွင်းဘာတွေပို့လုပ်ကြမလဲ။ပုံမလှုပ်ရှားပေးပါ။ကျမကြီးနဲ့ညီညွတ်တဲ့အစားအစာများကိုပုံမစားသုံးပေးပါ။သွေးရင်းချိုတဲ့သွေးပောင်ချိန်နဲ့ကိုလေးချိန်ပုံမှန်စစ်ဆေးပေးပါ။တူးနဲ့တူကျမကြီးအစ်တီများကိုပုံမမျှဝေပြီးအားပေးကူညီကြပါ။ ဒီလိုမျိုးနေစဉ်ပြုပြင်ပြောင်းလဲမှုအသေးဖွဲလေးတွေကပုံမကောင်းမွန်တဲ့ပြောင်းလဲမှုကြီးကိုဖြစ်ပေါ်စေလာပါလိမ့်မယ်။လုပ်ငန်းခွင်အတွင်းမိမိကိုယ်ကိုဂရုစိုက်ခြင်းကလုပ်ငန်းခွင်မှာစွမ်းဆောင်ရည်တွေပုံမမြင့်မားစေပြီးအသက်ရှိရှိစံချမ်းမမပျော်ပျော်ရွှင်ရွှင်နဲ့လှပတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်မှသိကြပါပဲရှင်။ ီတော့2025ခုနှစ်ရဲ့ဆောင်ပုတ်ဖြစ်တဲ့လုပ်ငန်းခွင်စွမ်းဆောင်ရေးမြန်မာဘူစီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများအရှိန်မြင့်စုဆိုတဲ့အတိုင်းကျမတို့တွေကျမပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကိုအတူတူဖန်တီးလိုက်ကြပါစို့နော်